ဘယ်လောက်ထိအောင်အောက်တန်းကြသလဲတွေ့ကြည့်လို့ရပါတယ်ဆန္ဒပြမှုတွေရဲ့နောက်မှာစုပူမှုတွေပါလာတယ်စုပူမှုတွေရဲ့နောက်မှာတက်ဖြတ်မှုတွေပါလာတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာနေရုတ်တဲ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာတတင်းမြောက်ကိုအမြဲတမ်းတင်ဆက်ပေးနေတာကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်ခင်ဗျာအကြောင်းတရားတိုင်းမှာအကျိုးတရားတွေရှိပါတယ်အကျိုးတရားတိုင်းမှာလည်း ကြောင်းတရားတွေရှိကြပါတယ်အခုဆိုရင်မြန်မာနိုင်ငံအတွင်းမှာစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့အတန်တွေအများကြီးကြားပါတယ်ပြီးတော့တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာအယသားတွေတည်တယ်ခလေးတွေတည်တယ်ဆိုတဲ့အတန်တွေကြားရပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ရင်နာဆကအစိုးရအပြစ်မရှိပါဘူး ျွန်တော်ကဒီလိုပြောရင်ကျွန်တော်ကိုတချို့သောသူတွေကပုစုပဆက်ဆဲကြပါလိမ့်မယ်။ဆဲမှာကိုတည့်ရနေကျွန်တော်ဒီလိုပြောတာပါ။အမှန်ကိုအမှန်တိုင်းကျွန်တော်ပြောပြတာပါ။စစ်မှုရန်ဥပဒေဘာကြောင့်ပေါ်ပေါက်လာရသလဲ။တိုက်ပွဲတွေဘာကြောင့်ဖြစ်လာရသလဲ။လေရင်နဲ့ဘာကြောင့်ပုံကျရသလဲ။ဒီလိုမျိုးဖြစ်လာအောင် ဘသူတွေကစပြီးလုတ်ခဲ့ကြတာလေဟုတ်ပြီကျွန်တော်တို့အတိတ်ကိုပြန်သွားကြည့်ရအောင်ပါဆေးအနာရှင်ကိုမလိုချင်ဘူးဆေးအနာရှင်ကိုမုန်းနေသခိုင်းတိုင်းကိုဥပမာပေးပါမယ်သခိုင်းတိုင်းဟာတော်လိုင်းကောင်စီလက်ထက်မှာလေမချီခဲ့ပါဘူးမပျက်စီးခဲ့ပါဘူးနာဝတ္တနာအဘအစိုးရတွေလက်ထက်မှာလေမချီခဲ့ပါဘူးမပျက်စီးခဲ့ပါဘူး နဝဒလက်ထက်မှာစကိုင်းတိုင်းအများကြီးဖွင့်ပြခဲ့ပါတယ်ဆယ်တွေလှုပ်ပေးခဲ့ပါတယ်လူတွေနိုင်ငံခြားထွက်ပြီးလှုပ်လှုပ်ခွင့်ရတယ်ရွာလေးတွေရွာလေးတွေတိုးတက်ဖွင့်ပြလာခဲ့ပါတယ်လက်မခံခြင်းလည်းလက်ခံရပါပါနဝဒဆိုတာလည်းစစ်အစိုးရပါပဲစစ်အစိုးရအစ်စ်ပါအာဏာထိန်းထားတဲ့အစိုးရမဟုတ်ပါအာဏာသိမ်းထားတဲ့အစိုးရပါအဲ့ဒီအစိုးရရဲ့လက်ထက်မှာ စကိုင်းတိုင်းအများကြီးဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်စစ်အာဏာရှင်ရဲ့အောက်မှာပေါ့တော်စုကြီးအစိုးရတက်လာပါတယ်၅နှစ်သက်တမ်းအတွင်းမှာစကိုင်းတိုင်းရောမြန်မာပြည်ရောဘာတွေများတိုးတက်ပြောင်းလဲခဲ့ပါသလဲဘာမှတိုးတက်ပြောင်းလဲခြင်းမရှိပါဘူးအာဏာထိမ်းမှုဖြစ်စဉ်ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ6လအတွင်းရွေးကောက်ပွဲပြန်လုပ်ပေးမယ် နိုင်တဲ့ပါတီကိုအာဏာအပ်မယ်လို့နတ်ဆကအဖွဲ့ကအစိုးရကတရားဝင် ပြောခဲ့ပါတယ်ကျွန်တော်ပြောချင်တာလာပါပြီဘယ်သူမပြုတ်မိမိမှုဆိုတာအဲ့ဒီအချိန်မှာများပြည်သူအများစုကနိုင်ငံရေးရေချိန်မြင့်ခဲ့မယ်ဆိုရင်အေးအေးစိစိလေးနေလိုက်ကြရပါမယ်သို့တော့မြောက်ပေးတဲ့သူတွေ တိုင်းပြည်ပြည့်စည်ခြင်းနဲ့သူတွေရဲ့အလိုကြပြည်သူတွေလမ်းပေါ်ထွက်လာကြပါလေဆန္ဒပြကြပါလေโอเคဆန္ဒပြတဲ့ဒီလေအေးအေးဆေးဆေးပါပဲဆိုရဒီတိုင်းပဲကြည်နေတာပါဆန္ဒပြကိုပေးထားပါလေဒါမနေ့တနေ့ကဖြစ်ပျက်ခဲ့တယ်ဖြစ်ပျက်တယ်ပါမယုံရင် ပြန်လှန်ကြည့်လို့ရပါတယ်သို့တော်လေအေးအေးဆေးဆေးဆန္ဒပြနေရာကနေအစ်စ်တွေတက်လာကြပါတယ်ထုံစံအတိုင်း88ပုံစံအတိုင်း ဖြတ်မောက်တွေလှုပ်လာကြပါတယ်ဘယ်သူမဆိုပါပဲအဖြတ်မောက်လှုပ်လာပြီဆိုရင်တော့ဘယ်တိုင်းမှမဆိုပြန်လဲအေးချက်အောင်တရားဥပဒေပြန်လဲစိုးမိုးအောင်လှုပ်ရမှာပါပဲဒီနေရာမှာကျွန်တော်တခု ပြောချင်တာကဆန္ဒပြပြီးဖြုတ်ချတယ်ဆိုတာအစိုးရတရက်ကို ဖြုတ်ချလို့ပဲရတာပါတတ်မတော်တခုကိုဆန္ဒပြပြီးဖြုတ်ချလို့မရပါဘူးနိုင်ငံတကာမှာပါ မြန်မာပြည်မှာတင်မဟုတ်ပါဘယ်နိုင်ငံမှာမစိုးအစိုးရတရက်ကိုပြည်သူအများစုကမချေနိုင်ဆန္ဒပြလို့ရပါတယ်ဖြုတ်ချလို့ရပါတယ်သို့သောတမရောဆိုတဲ့အဖွဲ့အစည်းတစ်ခုကိုတော့ဆန္ဒပြပြီးဖြုတ်ချလို့မရဘူးဘာကြောင့်လဲဆိုတော့တမရောဆိုတာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါတိုင်းပြည်နဲ့လူမျိုးအမျိုးဘာသာသာသနာကိုကာကွယ်ဆောက်ရှောက်ပေးနေတဲ့အဖွဲ့အစည်းပါမြန်မာပြည်မှာမဟုတ်ပါဘူး တကဘာလုံးမှာရှိတဲ့တက်မတော်တိုင်းဟာတိုင်းပြည်ကိုကာကွယ်ပေးနေတဲ့တက်မတော်ပါဒါကြောင့်မို့တက်မတော်ကိုဆန္ဒပြပြီး CDM လုတ်ပြီးဖြုတ်ချခိုင်းနေဆိုတဲ့ကခေါင်းဆောင်လုတ်တဲ့သူတွေရဲ့အရေးအသွေးအရေးအချင်းအစ်အတန်းတွေးဖို့တွင်းနေဘလောက်ထိအောင်အောက်တန်းကြတယ်လဲတွေ့ကြည့်လို့ရပါ ဆန္ဒပြမှုတွေရဲ့နောက်မှာစုပူမှုတွေပါလာတယ်စုပူမှုတွေရဲ့နောက်မှာတပ်ဖြတ်မှုတွေပါလာတယ်အဲ့ဒီတော့တရားဥပဒေပြန်လဲအသက်ဝင်အောင်နတ်ဆက်ကအစိုးရဘက်ကလည်းထိမ့်သိမ့်ရတာပေါ့ထိမ့်သိမ့်တဲ့နေရာမှာလည်းပြစ်တာခတ်တာတွေကတော့ပါလာမှာပါပဲအဲ့ဒီရဲ့နောက်မှာ NUG ဆိုတဲ့လူရုံမှာဖွဲ့စည်းကပမာလူမျိုးလူငယ်လေးတွေကို လမ်းမရောက်လက်နက်ကင်လမ်းစဉ် ချပြပေးတယ်တော်တဲ့ကိုဆွဲခေါ်တယ်မြောက်ပေးတယ်အဲ့တော့ကလေးတွေလည်းနဲ့ကင်ရတယ်လူငယ်တွေတော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတလမ်းမှရောက်ကြတယ်ကိုယ့်ကိုတနက်နဲ့ပြစ်မှာတော့ဘာလို့မဆိုတနက်ရှင်ပြန်ပြစ်မှာပါပဲကိုယ့်ကိုတတ်ပြီဆိုရင်ဘာလို့မဆိုပြန်တတ်မှာပါပဲတကယ်ကတော့မြန်မာနိုင်ငံမှာရှိနေတဲ့ညမတက်မလို့ဆိုတာကျွန်တော်ခဏခဏပြောသလိုပါပဲမြန်မာနိုင်ငံသားတွေပါနေတဲ့ အဖွဲ့အစည်းတခုဒီလိုအဖွဲ့အစည်းကို ပြုတ်ကြဖို့ပြုတ်ကွဲဖို့ပျက်စီးဖို့ဆိုပြီးတော့ဗမာလူမျိုးအများစုလက်နက်ကင်ပြီးတိုက်ပွဲဝင်နေတာအင်မတန်မှားယွင်းတဲ့လုပ်ရပါကိုကိုကိုကာကွယ်ရပြီဆိုရင်တနက်ကြည်စံလာတဲ့နေရာကိုဘယ်သူမှမစိုးပြန်ပြစ်မှာကိုကိုတော်လန်တိုက်ခိုက်မဲ့သူတွေစုစည်းနေတဲ့နေရာကို ဘသူမဆိုချိန်မုံပြပါဒါတော့မှနတ်ဆက်ကဆိုရအနေနဲ့ဒီနေ့ဒီအချိန်ဒီညင်ညင်တတာတိမ်တိမ်မှုမှု gain တွင်နေစေပါဤကုန်းချုပ်ပြောရမယ်ဆိုရင်စစ်မှုတဲ့ဥပဒေဘာကြောင့်ပေါ်ပေါက်လာရလဲဒီလိုအခြေအနေပြီးဖြစ်လာတဲ့အတွက်လိုအပ်ချက်အရာပေါ်ပေါက်လာရတာပြည်သူအများစုညံ့နေတဲ့အတွက်စစ်မှုတဲ့ဥပဒေပေါ်ပေါက်လာတာပါ ဒီလိုပဲတက်မတော်ကတိုက်ပွဲတွေပေါ်ဆောင်ရတယ်အပြစ်မဲ့အယက်သားတွေတည်တယ်လို့ဟောကြတယ်ခလေးတွေတည်တယ်လို့ဟောကြတယ်ဟုတ်ပါပြီတကယ်လည်းအမြေပြင်မှာတည်ကြည်ထိခိုက်တန်းရရမှုတွေရှိပါတယ်သို့တော်ဒါတွေအားလုံးဟာဘယ်သူမပြုတ်မိမိမှုပါ NUG ဆိုတဲ့လူယုံပါတွေပါဝင်နေတဲ့အဖွဲ့အစည်းရဲ့မြောက်ထိုးပင့်ကိုလုံပေးနေမှုတွေအောက်မှာ ပြည်သူအများစုနစ်နာနေကြရပါဘူးအဲ့ဒီတော့မြေပြင်မှာလက်နဲ့ဆွဲကိုင်းတိုက်ပွဲဝင်နေကြတဲ့ဗမာလူငယ်တွေအနေနဲ့လည်းရုပ်ောက်ပွဲလမ်းကြောင်းကိုပဲအာယုံစိုက်ကြပါလို့တိုက်တွန်းခြင်းပါတယ်ကျွန်တော်မေးလို့ဆိုပါ